ဘဲမူတွေကိုအခြေခံတယ်ဆိုတာလေးကိုပြောနော်မူလို့ဆိုတာတဲ့ဘုရားဘာသာဖြစ်ဖို့အဓိကအကြောင်းတရားကတော့ကမ္မတက္ကတာတမဒိဋ္ဌိလို့ပါဠိမှာဆိုတာအဲ့ဒီကမ္မတက္ကတာတမဒိဋ္ဌိဆိုတာကိုလှုပ်တာကိုနဲ့သက်ဆိုင်တယ်လို့ခံယူချက်ကိုအခြေခံတယ်ဘာမလို့အများနာလဲတာနဲ့ပြောရမယ်ဆိုရင်ကံကံဤအကျိုးကိုလက်ခံတယ်ကံတရားကိုလက်ခံတယ်ကံတရားရဲ့အကျိုးကိုလက်ခံတယ် အဲ့ဒီကံကံရဲ့အကျိုးကိုလက်မခံရင်ဘုရားဘာသာမဖြစ်နိုင်ဘူးရသဗျာကလည်းကမ္မဝါဒီကရိယာဝါဒီဒီကုသိုလ်အကုသိုလ်ဆိုတာလုံးလို့ရတယ်ကုသိုလ်အကုသိုလ်ဆိုတာရှိတယ်လို့လက်ခံတဲ့ဝါဒဖြစ်တယ်အဲ့ဒီကမ္မသက္ကတသမဒိဋ္ဌိလို့ဆိုရင်ကိုလှုပ်တာကိုရရတယ်ဆိုရင်ကမ္မဝါဒကရိယာဝါဒကိုအခြေခံတာပဲဖြစ်တယ်ပေါ့အဲ့ဒါကိုအခြေခံပြီးတော့ မြတ်စွာဘုရားကချင်းစင်မျိုးကိုသတ်မှတ်ထားတယ်။သီလ၊သမာဓိ၊ပညာဆိုအဓိကကိုချင်းတရားကောင်းဖို့ကနံပါတ်၁။ကိုချင်းတရားကောင်းပြီးတဲ့အခါစိတ်တက်ငြိမ်သက်အောင်လေ့ကျင့်တာနဲ့ထိုငြိမ်သက်မှုကြောင့်ရရှိလာတဲ့အသိပညာအဲ့ဒါတွေကဘုရားဘာသာရဲ့အချမ်းမြင်ဟိုချင်းစင်တစ်ခုလို့ပြောရမှာဖြစ်။ဘုရားဘာသာရဲ့အတ္တိမယီမှန်းချက်ကပါလဲလို့ဆိုတာကြတော့ ဆင်းရဲဒုက္ခအလုံးအဆုံးတက်ရေးပဲဖြစ်တယ်။လူတွေတွေ့ကြုံနေရတဲ့ဆင်းရဲဒုက္ခဆိုတာမျိုးမျိုးရှိတယ်။အလုံးမရှောင်လွှဲနိုင်တဲ့ဆင်းရဲဒုက္ခအတော့ပါတော့စေ။ဒုက္ခရလာပြီးရင်တဖြည်းဖြည်းအိုမင်းလာခြင်း။ဆုံးမှတဆောရခြင်းဆိုတာဒါအချီးမားဆုံးဆင်းရဲဒုက္ခလို့ပြောမှာပဲဖြစ်တယ်။ဒီကြားထဲမှာဆုံးရှုံးနေတာမူတွေကြုံရလို့တောကဖြစ်ရတာတို့ငိုရတာတို့ ခန္ဓာကိုယ်မှာနာကျင်ကြိုက်ခဲတဲ့ဒုက္ခတွေကာယကဒုက္ခတွေခံစားရတာတို့စိတ်မချမ်းမသာဖြစ်တဲ့ဆင်းရဲဒုက္ခတွေခံစားရတာတို့စိတ်ပင်ပန်းမှုတွေခံစားရတာတို့ဆိုရဲရင်ထဲကအပူတွေအဲ့ဒီဒုက္ခတွေလုံးဝဆုံးသတ်ဖို့ဆိုတာဘုရားဗလာရဲ့အတ္တိမအီမန်ချက်ပဲဖြစ်တယ်နောက်တစ်ခုက အတိတ်ကိုပုံချသောဝါဒဟုတ်ပါသလားဆရာပဲเนาะအတိတ်ကိုပုံချတဲ့ဝါဒလုံးဝမဟုတ်ဘူးမြတ်စွာဘုရားကအတိတ်အကြောင်းတရားကိုလည်းလက်ခံတယ်ပြစ္ဆုတ်ပံအကြောင်းတရားကိုလည်းလက်ခံတယ်အတိတ်ချီတတ်တတ်ပုံချတဲ့ဝါဒကိုပုပ္ပိကတာဟေတုဝါဒလို့ခေါ်တယ်အဲ့ဒီဝါဒကဘုရားလက်မခံတဲ့ဝါဒပဲအရာရာဟာအတိတ်ကလုတ်ခဲလို့ဆိုတဲ့ဟာမျိုးလုံးဝလက်မခံပြစ္ဆုတ်ပံလောလောလတ်လတ် ြစ်ပေါ်နေတဲ့အကြောင်းတရားကိုလည်းထည့်သွင်းစဉ်းစားတယ်အဲ့တော့အတိတ်ကအကြောင်းတရားပဲဖြစ်စီပြစ္ဆုတ်ပံအကြောင်းတရားပဲဖြစ်စီအဲ့ဒီသက်ဆိုင်ရာအကြောင်းတရားတွေကိုလက်ခံယုံကြည်ပြီးအတိမတ်ပြုတဲ့ဝါရသာလင်ဘုရားဝါရဖြစ်တယ်